ဘဝမှာဘယ်တော့မှမထားသင့်တဲ့စိတ်ထားသုံးမျိုးအဲ့ဒါကဘာလဲလို့နေရင်အစိုးမြင်စိတ်တန်တရာကြီးတဲ့စိတ်မနာလိုတဲ့စိတ်အရာရာရဲ့အပေါ်မှာအကောင်းမမြင်ဘူးအစိုးဘက်ကပဲမြင်တဲ့အခါအပြက်ဘက်ကပဲမြင်ပြီးတွေးတဲ့အခါမှာဒေါသတွေဖြစ်ရတယ်စိတ်နှလုံးမချမ်းမမြေ့ဖြစ်ရတယ်ပူလောင်ရတယ်ဒါကြောင့်အစိုးမြင်စိတ်ကိုလျှော့ပါအကောင်းမြင်နိုင်အောင်ကြိုးစားပါနောက်တစ်ခုကလူတိုင်းကိုကိုယ်လိုမဟုတ်ဘူးလူတိုင်းကိုယုံကြည်လို့မရဘူးဆိုရင်လည်း လူတိုင်းကိုတန်တရားမျက်လုံးနဲ့တော့မကြည့်ပါနဲ့အဲ့ဒီတန်တရားစိတ်ကိုလျှော့အဲ့ဒီတန်တရားစိတ်များတဲ့အခါမှာလည်းပဲတခါတလေအတ္တဘက် ကိုကူးသွားပြီးတော့မှနှလုံးစိတ်ဝမ်းမငြိမ်းမချမ်းနဲ့ပူလုံရတတ်ပါတယ်နောက်တစ်ခုကတော့မနာလိုတဲ့စိတ်အဲ့ဒီမနာလိုတဲ့စိတ်ဟာဘာမှလည်းမစားရဘူးကိုထမင်းကို စားပြီးတော့မှလေအကုသိုလ်တွေပွားနေတာတခါတလေမနာလိုဖြစ်နေတဲ့ဖြစ်ခံရတဲ့လူကတိတောင်မသိဘူးကိုကသာမနာလိုစိတ်တွေဖြစ်မရှုစိတ်မကြည့်ရတဲ့ဖြစ်ပြီးတော့မှ ပူလောင်နေရတာစိတ်နှလုံးမငြိမ်းမချမ်းဖြစ်နေရတာဒါကြောင့်အဆိုးမြင်တဲ့စိတ်ကိုလျှော့ပါတန်တရားစိတ်တွေလျှော့ပါမနာလိုစိတ်မမွေးမိပါစေနဲ့ဒါကြောင့်ဘဝရဲ့လက်ကျန်အချိန်တွေမှာစိတ်ကောင်းထားပါအရေးကောင်းပါလဲနားပါပေါင်းတင်လဲမမားပါစေနဲ့စိတ်ကောင်းထားရင်ဘဝပါပြောင်းပြီးတော့မှ ကောင်းလာပါလိမ့်မယ်ဒါကြောင့်စိတ်ကောင်းထားပါနောက်တစ်ခုကတော့အရေးကောင်းပါနားပါတဲ့ အရေးကောင်းပါနားမဘဝဟာလုံခြုံအေးချမ်းပဲဒါကြောင့်ကိုယုံကြည်အားထားရာကိုကိုးကွယ်ရာဘာသာသာသနာဟာတကယ်မှန်ကန်တဲ့အရေးကောင်းဖြစ်ဖို့လိုတယ်မှန်ကန်တဲ့အဆုံးအမတွေလည်းရရှိဖို့လိုတယ်အရေးကောင်းရရင်ဘဝဟာအေးချမ်းတယ်လုံခြုံပါတယ်နောက်တစ်ခုကတော့အပေါင်းအသင်းမမားပါစေနဲ့မိစေစစ်ဟာဒီဘဝမှာလည်းကောင်းကျိုးတွေကိုပြီးမြောက်စေသလိုနောက်ပိတ်ဆုံးနိဗ္ဗာန်ထိလည်းမျက်မှောက်ကျူစေနိုင်တယ် တန်လျာကနေလဲကြွက်ရဖြစ်တဲ့နိဗ္ဗာန်ကိုလမ်းပြပေးနိုင်တယ်လို့အပေါင်းအသင်းမှားလိုက်ရင်လည်းဒီဘဝလဲနှိမ်မောရတယ်ပူလောင်ရတယ်တန်လျာမှာလည်းပဲနှိမ်မောပြီးတော့မှ အပယ်ကိုကျသွားတဲ့အထိဖြစ်ရတတ်ပါတယ်ဒါကြောင့်ဘဝရဲ့လက်ကျန်အချိန်တွေမှာစိတ်ကောင်းထားပါအရေးကောင်းမှနားပါအပေါင်းအသင်းလဲမမားပါစေနဲ့နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြဘလောက်ပဲသွေးသားတော်ဆက်ပါတယ်လို့ပြောပြော တယောက်နဲ့တယောက်အပြန်အလှန်မေတ္တာတရားကင်းမဲ့နေကြတယ်ဆိုရင်တသိမ့်ပါပဲမိသားစုအချင်းချင်းဆွေမျိုးအချင်းချင်းနှွေးထွေးမှုမရှိဘူးစီးလုံးမှုမရှိဘူးကျင်နာမှုမရှိကြဘူးဆိုရင်တသိမ့်ပါပဲအဲ့ဒီလိုပဲဘလောက်ဖက်သွေးသားမတော်ဆက်ပါဘူးလို့ပြောပြောနှွေးထွေးမှုတွေအပြည့်အဝရှိတယ်ကျင်နာမှုတွေအပြည့်အဝရှိတယ်နားလည်မှုတွေအပြည့်အဝရှိတယ်မေတ္တာတရားတွေ အပြန်အလှန်ရှိနေတယ်ဆိုရင်အဲ့ဒါမိသားစုပါပဲဒါကြောင့်မိသားစုများတယ်နဲတယ်သစိမ့်မဟုတ်လို့ဆွေမျိုးမဟုတ်လို့ရဲ့လို့ကအဓိကမဟုတ်ဘူးတွေ့ကြုံရတဲ့ပတ်သက်ရတဲ့လူတိုင်းရဲ့အပေါ်မှာနေထွေးမှုကျင်နာမှုမြတ်တာတရားတွေထားနိုင်မှသာလေမိသားစုလို့ခေါ်တယ်နေထွေးလိုက်မယ်အေးချမ်းလိုက်မယ်နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ